အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ညနေမှာဒါကျွန်တော်မနက်ကမှတင်ဆက်ပေးထားတဲ့ဆိုပေမဲ့ Manchester United အသင်းနဲ့ဒါပတ်သက်ပြီးတော့ breaking news လေးကိုကျွန်တော်အနေနဲ့တင်ဆက်ပေးချင်တာဖြစ်ပါတယ် Manchester United အသင်းနဲ့အခုလက်ရှိမှာသူတို့ရဲ့ကွင်းလယ်ပိုင်းအတွက် ဒါကျွန်တော်ကစားသမားတစ်ယောက်ကိုအခုကတည်းကစတင်ပြီးတရားဝင်ချိတ်ဆက်မှုတွေကိုကစားသမားရဲ့ agent နဲ့ပြုလုပ်နေပြီဆိုပြီးတော့ Platigo ကဒါကျွန်တော် Sky ဟို Sky Germany ပေါ့နော်ဒါကျွန်တော် Platigo ကနေပြီးတော့သူ့ရဲ့ဒါကျွန်တော် Twitter စာမျက်နှာပေါ်မှာတင်ဆက်လာခဲ့တာတွေ့ရမယ် Platigo ကတော့ခုနောက်ပိုင်းမှာ Tier 2 Tier 3 level လောက်ရှိတာဖြစ်ပြီးဒါကျွန်တော်အမှန်တမ်းပြောရရင်မနစ်ကတော့ Tier နည်းနည်းလေးပုံမြင့်နေ ဒီနောက်ပိုင်းခုနှစ်တည်းမှာနည်းနည်းဒါဒီနှစ်မှာနည်းနည်းတည်းရပြန်ကျသွားရဲဆိုမယ်ဒါမဆိုးဘူးလို့ပြောလို့ရတယ်။အဲ့တော့ပလက်တီကိုကတော့မသိရလို့ဆိုတော့ကျွန်တော်နည်းနည်းပြောပြချင်ဟယ်ရီကိန်းရဲ့အပြောင်းရွှေ့ကိုပထမအဆုံးဒါကျွန်တော်တို့စတင်ပြီးတော့ဟီယိုဝါဖရာဘီဂျိုရမောင်းတက်တာမှာဟီယိုဝီကိုဆော်ပြီးလုတ်ထွက်ခဲ့တဲ့သူပြောတာကြောင့်မက်သီးယပ်စ်တေကိုဒါမန်ချက်စတာယူနိုက်တက်အသင်းစီမပြောင်းမနဲ့တော့တန်ဟော့စပါအသင်းစီကိုပြောင်းမယ်ဆိုတော့ပြောတဲ့လူတွေမှတက်ရပါတော့။အဲ့တော့ထားပါလက်ရှိမှာဒါကျွန်တော်ပလက်တီကိုနဲ့ credibility နဲ့ပတ်သက်ပြီးတော့လေ့လာရအောင်။ ပြဒီကိုပြောဖို့ရဆိုရင်တော့ Manchester United အသင်းအနေနဲ့သူတို့ရဲ့ကွင်းလယ်ပိုင်းအတွက်ကစားသမားတစ်ယောက်နဲ့တရားဝင်ဆွေးနွေးနေပြီလို့သိရတယ်မှာပါတယ်။ဒီကစားသမားတော့တခြားသောကစားသမားမဟုတ်ဘူး။ဒါကျွန်တော်လက်ရှိ Manchester United အသင်းနဲ့ဒါ Elliot Anderson ပေါ့နော်။ကျွန်တော်အင်္ဂလန်ကွင်းလယ်ကစားသမားလည်းဖြစ်တယ်။ဒါ Rotherham Forest အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တယ်။ဒါကျွန်တော် Elliot Anderson နဲ့အတူဒါကျွန်တော် Manchester United အသင်းကဒီကစားသမားရဲ့ agent နဲ့တရားဝင်စတင်ပြီးဆွေးနွေးမှုတွေကိုပြုလုပ်နေပြီးတော့ United အသင်းနဲ့ဒီကစားသမားကိုတကယ်ခေါ်ယူဖို့အတွက်လက်ရှိမှာစူးစမ်းတော့မယ်လို့သိရတယ်မှာပါတယ်။ ယူနိုက်တက်နဲ့လက်ရှိမှာဒီကစားသမားကိုဒီနေ့ဆောင်းရသည်မှာခေါ်ယူဖို့ကြိုးစားမှာလားဒီနေ့နွေရသည်မှာမှကိုလာမဲ့နွေရသည်မှာမှဒါခေါ်ယူဖို့ကြိုးစားလာမှာလားဆိုတာဥစားကိုတော့ကျွန်တော်နေဒီဒီမသိရသေးပေမဲ့လက်ရှိမှာယူနိုက်တက်တဲ့ဒီကစားသမားရဲ့အေဂျင့်နဲ့တရားဝင်စတင်ပြီးစပြီးတော့စကားပြောနေတယ်ဆိုတာကိုတော့ breaking news တစ်ခုနဲ့တင်ဆက်ပေးမယ်။ Elliot Anderson အနေနဲ့လက်ရှိမှာတော့ကျွန်တော်တို့ Northern Forest အသင်းကိုပြောင်းလာပြောင်းရွှေ့လာတဲ့တပ်တန်းကတော့မကြသေးဘူး။ဒါပေမဲ့ဒါသူ့အနေနဲ့ Newcastle United အသင်းကပြောင်းရွှေ့လာခြင်းမှာအကုန်လုံးထင်ထားခဲ့တာကဒါကျွန်တော် Elliot Anderson အပြောင်းရွှေ့မှာ Newcastle United ကပြန်လေခေါ်ယူပိုင်ခွင့်ဆိုတဲ့စာရွက်စာတမ်းပါတယ်လို့ထင်ရခဲ့တယ်။ ဒါပေမဲ့ရှိမှာတော့နောက်ဆုံး update သတင်းတွေက Newcastle United တင်းနဲ့ Elliot Anderson ကိုပြန်ခေါ်ပိုင်ခွင့်မပါတဲ့အပြင်ကို ဲ့လို understand နဲ့အခုလက်ရှိမှာကြိုက်နေတတ်တဲ့အသင်းကနေပြီးတော့လာမယ့်တာကျွန်တော်တွေ့ရသည်မှာခေါ်ယူပိုင်ခွင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်တယ်မှာပါပြောချင်တာ United သင်တယ်ဒါကျွန်တော် Newcastle United ကိုသိပ်ပြီးတော့တော့ရှိန်စရာမျိုးပဲကြောက်စရာမျိုးတွေနေထားမှာရှိတယ်။ United ရဲ့လက်ရှိပိုင်ရှင်တွေဖြစ်တဲ့ Ineos အုပ်စုကသူတို့သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ Elliot Anderson ကတော်တော်လေးကိုညီရလို့ခံစားရတယ်။ဒါကျွန်တော်အင်္ဂလန်ကစားသမားလေးဖြစ်တယ်သူတို့လူချင်းနေတဲ့ Queen လည်းကစားသမားလေးဖြစ်တယ်အသက်ငယ်ကစားသမားလေးဖြစ်တဲ့တကြောင်မို့သူတို့အနေနဲ့ဒီကစားသမားကိုလက်ရှိမှာဒါကြောင့်မို့တရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်ခဲ့ဖို့အတွက် United အသင်းကဆုံးဖြတ်ခဲ့တယ်လို့နောက်ဆုံးရ update သတင်းတွေရသိရ ဒီမှာပါတယ်။ဒါပေမဲ့အဓိကပြဿနာက Northern Forest အသင်းပဲ။ Northern Forest အသင်းနဲ့လက်ရှိ Sean Dyer ရဲ့လက်ထက်မှာတော့ရလက်ပိုင်းတွေပြန်ကောင်းလာပြီးလက်ရှိမှာ Tennessee စုံကနေပြီးတော့ပြန်ယုံထွက်ဖို့အတွက်တော်တော်လေးကိုအခြေအနေကောင်းလာခဲ့တဲ့တွေ့ရမယ်။ဒါပေမဲ့ Northern Forest အသင်းနဲ့ဒီနှစ်မှာသာဥရောပမှာ Europa League မှာတခုခုများလုပ်ပြနိုင်ခဲ့မယ်ဆိုရင်တော့ Elliot Anderson ကိုထိန်းသွားနိုင်ဖို့အတွက်အခွင့်အရေးရရှိသွားမှာဖြစ်တယ်လို့သိရတယ်မှာပါတယ်။ဒါကြောင့်ပဲဒီနေ့မှာ Northern Forest အသင်းနဲ့ဒါပြည်တွင်းလီယာလက်ရှိချီနေရဆိုရင်တော့ Elliot Anderson ကအသင်းကထွက်ဖို့အတွက်ကြိုးစားသွားမယ်။ တို့ပေမဲ့တော့ညာလေအကဲဤဒါနော်ဒန်ဖော့ရက်စ်အသင်းနဲ့ယူရိုပါလိမှာသာတခုခုလုပ်ပြနိုင်ခဲ့မယ်ဆိုရင်တော့ဒီကစားသမားကိုဒါကျွန်တော်အသင်းကနေပြီးတော့ဒါကျွန်တော်ရောင်းထုတ်ရမယ်နိုင်ရအခွင့်အရေးများရှိသွားမယ်လို့ပြောနေလို့ယူအကဲလက်ရှိနော်ဒန်ဖော့ရက်စ်မှာနောက်တစ်ခုပြဿနာရှိတာကသူတို့ရဲ့ PSR နဲ့ FFP problem ပဲလက်ရှိမှာဒါကျွန်တော်နော်ဒန်ဖော့ရက်စ်အသင်းနဲ့အခုလက်ရှိနောက်ဆုံး update သတင်းတွေရတာ FFP နဲ့ဒါကျွန်တော် PSR ရဲ့အချင်းဒီတွေရလာမယ့်လူရသည်မှာဥရောပဝင်ခွင့်ဒါမှမဟုတ်ဒါကျွန်တော်ငွေကြေးရအသင်းနဲ့ကိုဆွဲမထည့်နိုင်ခဲ့ဘူးဆိုရင်တော့သူတို့ရဲ့အဓိကကစားသမားတွေကို ြန်ပြီးတော့ရောင်းချသွားရမယ့်အခြေအနေတစ်ခုကို American Nest တို့အုပ်စုရင်ဆိုင်သွားရမယ်ဆိုတဲ့သတင်းလည်းတောင်းတပြပြတ်တက်နေတွေ့ရမယ်။ Elliot Anderson ကလက်ရှိလာမယ့်နေရာဒီမှာဒါဥရောပရဲ့ဒါကျွန်တော်အခြေအနေတစ်ခုမှာဒါကျွန်တော်တို့ Northern Force အတင်တခုခုများမလုတ်ပြနိုင်ခဲ့ဘူးဆိုရင်တော့ဒါကျွန်တော်တို့ Elliot Anderson ကဒါအယောင်စီးတင်ခံရမယ်။ကစားသမားကြီးတွေကတယောက်ဖြစ်လာမယ်ဆိုတော့ကိုတော့လုံးဝလုံးဝညင်းစရာမလိုဘူး။ဒါပေမဲ့ Northern Force ကရှေ့မှာစာချုပ်တတန်းလဲကြံသေးတယ်။လူငယ်ကစားသမားလည်းဖြစ်တယ်။လက်ရှိမှာခြေစွမ်းပြနေတဲ့ကစားသမားလည်းဖြစ်တယ်လို့အင်ကစားကစားသမားလည်းဖြစ်တဲ့ကြောင့်မို့ဒီကစားသမားနဲ့ပတ်သက်တယ်ဆိုရင်တော့ပေါင်တန်းတရာအနည်းဆုံးသတ်မှတ်ထားတယ်ဆိုတဲ့တင်ကစတင်ပြီးထွက်လာခဲ့တယ်။ဒါပေမဲ့ United ကတော့အဲ့ဒီဈေးပေးဖို့အတွက်လုံးဝလုံးဝအဆီဇင်ဖြစ်ဘူး။ Northern Force ဘက်ကဘယ်လောက်တောင်ဆိုးလဲဆိုတော့ပေါင်တန်းတရာနဲ့ပေါင်တန်း120ကျပေးဖို့ လူကျင်တယ်ပေါ့နော်ဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုအဓိကကဒေါက်တာဖွဲစ်ကတို့နေတာခြေတာပဲတို့ရဒီကစားသမားဒီတန်ကြီးမတန်ဘူးဆိုတော့ကျွန်တော်တို့လည်းသိတယ်ခမရလည်းသိတယ်ဒေါက်တာဖွဲစ်လည်းမသိကြကြအောင်ဒါပေမဲ့တို့နေဒီကစားသမားကိုအသိစီကိုကျွန်တော်တို့ဒါသူများအသိစီကိုမယောင်းချခြင်းနဲ့အတွက်ကြောင့်မလို့ဒီဈေးကိုသတ်မှတ်ခဲ့ခြင်းဖြစ်တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်ဥပမာ example အရဆို Eason နဲ့ဒါ Liverpool ပြောင်းရွှေ့တုန်းကလိုပဲ Newcastle United တင်းနဲ့တို့အသိကလက်ရှိမှာငွေမလူနေတဲ့အနေထားရောက်နေတဲ့အတွက်ကြောင့်မလို့တို့နေနဲ့တန်တရာ20ပုံစံမျိုးဒါကြောင့်အဲ့ပေါ့ပေါင်းတန်တရာတန်တရာ50ပုံစံတန်တရာ35တန်းဆိုတဲ့ပုံစံမျိုးဈေးသတ်မှတ်ခါခဲ့တယ် Liverpool တင်းက တာသူတို့အနေနဲ့တိုက်ဆက်မှုလိုတယ်လို့ယူဆကြကြောင်းမလားအီဆက်ကိုအဲ့ဒီဈေးပေးပြီးကိုခေါ်ယူသွားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်အကယ်၍ United အသင်းနဲ့လက်ရှိမှာ Queen Lee ဘိုင်းလူအပ်တယ်လို့ခံစားရတယ်ဆိုရင်သူတို့ရဲ့ Breaking the Bank ကိုလှုပ်ဖို့တော့လူလိမ့်မယ်ဒါပေမဲ့ United ကလက်ရှိနောက်ဆုံး update သတင်းတွေရဆိုသူတို့အနေနဲ့ overpay အစီအစဉ်ကို India ဆိုလက်ထက်မှာမလုပ်လာတဲ့ကြောင့်မို့ဒီနောက်ပိုင်းမှာလည်းလှုပ်ဖို့အလုံးဝလုံးဝအစီအစဉ်မရှိဘူးလို့သိရတယ်မှာပါပါတယ်လက်ရှိမှာ United အသင်းကဒါ Elliot Anderson ကိုလက်ရှိ market value ရတာကျွန်တော်ပို့ပြီးတော့ပေးဖို့တော့အစီအစဉ်ရှိပေမဲ့အများဆုံး pay ပေါင်တန်း60နဲ့80ဝန်းကျင်ကြပါ Manchester United အသင်းနဲ့ပေးဖို့ရှိတယ် ချက်စရီနဲ့တင်တဲ့ Elliot Anderson တယောက်တည်းလာမယ့် New Year ဒီနားမှာစောင့်ရသည်မှာဝယ်ယူမှာမဟုတ်ဘဲနဲ့ ွေးလေပိုင်း defensive midfielder လောက destroyer rule အတွက်ကိုလည်းဒါကြောင့် Elliot Anderson နဲ့မတူတဲ့ rule တစ်ခုအတွက်ကိုလည်း United အသင်းနဲ့ထပ်မံပြီးရင်းမြစ်မြုံနာဦးမှာဖြစ်တဲ့အတွက်ကြောင့် Elliot Anderson တယောက်တည်းကိုပဲ United ကသူတို့ရဲ့ရှိသမျှ budget တွေအကုန်လုံးကိုသုံးသွားဖို့တန်းဆုံပြီးအဲ့တော့ပြောချင်တာရှင်းပါလေလက်ရှိမှာ Northern Forest အနေနဲ့ဒီကစားသမားကိုဈေးသက်သက်သားနဲ့ရောင်းချပေးစီခြင်းနဲ့ဆိုရင်တော့သူတို့နဲ့လာမဲ့ဒါကျွန်တော်ယာတီမှာသူတို့လက်ရှိဒီယာတီမှာအခြေအနေမကောင်းမဲ့နဲ့ငွေတွေမဝင်တဲ့အနေအထားတစ်ခု United ပြည်သက်တွေကိုဆူတောင်းအောင်မှာဖြစ်တယ်အကဲဒါ Elliot Anderson တို့ Northern Forest အနေနဲ့လာမဲ့ညယာတီမှာဒါအခြေအနေငွေကြီးရကောင်းခဲ့မယ်ဆိုရင်တော့ဒီကစားသမားက ိုရောင်းဖို့မလိုတဲ့ PSR နဲ့ FFP အခြေအနေမှာရောက်သွားခဲ့မယ်ဆိုရင်တော့ဒီကစားသမားကတော့သူတို့ရဲ့ဗဇက်ထဲကဇီးကူပဲ United အသင်းအနေနဲ့ပြရမှာဒါပေမဲ့အခုလက်ရှိမှာသတင်းကောင်းတစ်ခုအနေနဲ့ဒါဆက်ပြီးပြောရမယ်ဆိုတော့ကစားသမားကိုတိုင်က United အသင်းကိုပြောင်းရွှေ့ဖို့အတွက် priority ထားရလို့သိရတယ်မှာပါတယ်ဒါကျွန်တော် Hotel Log ကပြောခဲ့သလိုပဲ Elio Anderson ရဲ့အခုလက်ရှိသူ့ကိုဒါကျွန်တော်တရားဝင်လာရောက်ပြီးစိတ်ဝင်စားနေတဲ့ club ထဲမှာမှ United အသင်းကိုသူကပို့ပြီးတော့ပြောင်းရွှေ့ဖို့စိတ်ဝင်စားနေရဆိုတဲ့ update သတင်းကိုတွေ့ရမယ်တဲ့မှာပါတယ်ကစားသမားကိုတိုင်ကလက်ရှိမှာကျွန်တော်ဒီလောက်ကိုပြောရမယ်ဆိုရင် Liverpool အသင်းကစိတ်ဝင်စားတရားဝင်ချိတ်ဆက်မှုတော့မရှိသေးဘူး Arsenal ကလည်းလက်ရှိမှာကစားသမားကို စိတ်ဝင်စားပြီးမှစိတ်ဝင်စားတဲ့အစ်မသာရက်နေတယ်ချော်စီကလက်ရှိဒီကစားဒီအသင်းနဲ့မှာ solid ဖြစ်မှုတဲ့မှာပါတော်တန်ဝါစပါအသင်းကလက်ရှိဒါဘတ်ဂျက်ရှိတဲ့အသင်းတသင်းနေနဲ့စိတ်ဝင်စားဒါပေမဲ့လက်ရှိမှာ United တသင်းတွေကဒါဒီကစားသမားရဲ့ agent တရားဝင်ဆွေးနွေးမှုကိုပြုလုပ်ထားခဲ့ပြီးတော့ကစားသမားကိုယ်တိုင်ကလည်းလက်ရှိသူ့အနေနဲ့အသင်းတွေကရွေးရမယ်ဆိုရင်သူ့အနေနဲ့သူ preference ဖြစ်တဲ့အသင်းက Real Madrid လို့ရှိတဲ့အသင်းပါဒါပေမဲ့ Real Madrid ကလာမယ့်လူရဒီမှာ Elliot Anderson ကိုတော့ခေါ်ယူဖို့အစီအစဉ်မရှိဘူးသူတို့အနေနဲ့ဒါ Elliot Anderson ကိုခေါ်တာတဆိုင်တော့ Real Madrid အသင်းက Declan Rice ကိုဒါခေါ်ယူဖို့တော့သူတို့ကပုံပြီးစိတ်ဝင်စားတယ်လို့သိရတယ်မှာပါအဲ့တော့ပြောချင်တာရှင်းပါ Declan Rice အနေနဲ့ တော့ဒါအခုလက်ရှိမှာ Elliot Anderson အနေနဲ့သူကတော့ Manchester United ကိုပြောင်းဖို့အတွက်ပုံပြီးဆက်ရထပ်တန်းနေတယ်။ဒါကြောင့်မို့လဲသူ့ရဲ့ agent နဲ့ဒါ Manchester United ရဲ့ဆွေးနွေးမှုကဒါကျွန်တော်လမ်းတစ်ခုပေါက်နေတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရမယ့်တဲမှာပါတယ်။ဒီတော့ပဲဆိုစကားမှာ United အသင်းနဲ့တကယ်တမ်းရင်ဆိုင်မှာအကဲကြီးကစားသမားနဲ့သဘောတူညီမှုရခဲ့မယ်ဆိုရင်တော့မှဒါအသင်းနဲ့တင်းကြ ထပ်ပြီးတော့ဆွေးနွေးရအောင်မယ်လို့သိရတယ်ဒီမှာပါအဲ့တော့ United တင်းတဲ့ဒီ budget အတွက်အခုလက်ရှိမှာဒါကျွန်တော်ဒီနှစ်ဒါဟို physical year မှာလည်းငွေကြေးရအခြေအနေကောင်းခဲ့တယ်ငွေကြေးနဲ့ပတ်သက်ပြီးလည်း add on လုပ်ချင်တာက Manchester United အသင်းနဲ့အခုလက်ရှိဂျာရက်တွေတင်းမှာဒါကျွန်တော်တို့တို့နဲ့ Champions League မရှိတော့ညလည်းမကြခင်မှာ Saudi Arabia တွေမှာ Saudi Arabia မှာဒါကျွန်တော်တို့ပွဲသွားကန်မှုအတွက်ဒါကျွန်တော်တို့သဘောတူညီမှုရှိသွားမယ်လို့လည်းသိရတယ်မှာပါတယ်ပါစနယ်လေးကပြောမှဆိုဒါဟာတော်တော်လေးကိုဒါ ်ပတ်စံရှာလို့ရရောဒါပေမဲ့ကစားသမားတွေတော်တော်လေးပွဲပန်သွားနိုင်တယ်လို့ပြောလို့ရတယ်။ Sorry ဆိုတော့တကယ်နဲ့ပြန်ကြည့်မယ်ဆိုအင်္ဂလန်ကနေ6နိုင်တော့လင်းစီပြီးသွားရတဲ့အတွက်ကြောင့်မတို့နေနဲ့ maybe ပေါ့နော် training camp ပုံစံမျိုးသွားရဆိုတော့ okay လောက်ပဲ။ training camp plus ဒါကျွန်တော်ကစားသမားအသင်းအခြေစားအဲ့တော့ United အသင်းကလည်းရှိမှာ Sorry က club တွေနဲ့ပဲခြေစမ်းမလားဒါမှမဟုတ်တော့ကျွန်တော်ဥရောပ club တွေကိုပဲခေါ်ပြီးဒါနှစ်ဦးမျှပြီးလုပ်သွားမလား။ကောလာဟာလာတွေကလက်ရှိမှာ Cristiano Ronaldo club ဖြစ်တဲ့ Al Nassr နဲ့ Manchester United တို့အသေးတွေနဲ့ဒါကျွန်တော်တို့ဂျာရဲမှာဒါကျွန်တော်တို့ခြေစမ်းပွဲတွေကိုလုပ်သွားဖို့လက်ရှိမှာလည်းဆွေးနွေးနေတယ်လို့သိရတယ်မှာပါတယ်။အကဲအဲ့ဒီပွဲသားဖြစ် ်လာခဲ့မယ်ဆိုရင်တော့ဒါဆော်ဒီကိုဒါကျွန်တော်လူတော်များလာနေနေထားမှရှိတယ်ကျွန်တော်တို့မှဒါကျွန်တော်တို့လက်ရှိဒါကာတာမှာပေါ့နော်လာမယ့်2026ဒါကျွန်တော်တို့3လပိုင်းကျွန်တော်တို့သွားမယ်နေထားမှရှိတယ်ဒါကျွန်တော်တို့ဘာလို့စပိန်နဲ့ဒါကျွန်တော်အာဂျင်တီးနားနဲ့ပွဲဆိုကျွန်တော်သွားကြည့်နေတယ်ကျွန်တော်ကိုယ်လည်းလက်ရှိမှာကာတာရဲ့ဗီဇာရှိသေးတယ်အတွက်ကြောင့်မို့ဒါလူဆေးစတေဒီယံကိုပြန်သွားဖို့တဲ့လက်ရှိမှာကျွန်တော်အနေနဲ့ပြင်ဆင်နေတယ်ပေါ့နော်အဲ့တော့ပြောပါထားပါလက်ရှိမှာမန်ချက်စတာယူနိုက်တက်တင်တဲ့ဒါကျွန်တော်တို့ဂျာယက်ဒီမှာဆော်ဒီအာရေဗီယာပွဲဆိုမှာသွားကြံမှုရှိတယ်သူတို့အဓိကကန်ကျင်တာကလက်ရှိမှာအောင်နစားနယ်ကိုဒါကန်ကျင်တာဖြစ်ပြီးသူတို့အနေနဲ့ဒီအောင်နစားနယ်ဒါကန်ကွင်းရခဲ့မှာဆိုရင်တော့သူတို့ရဲ့ဝင်ငွေကတော်တော်လေးကိုတိုး တ်တက်လာမယ်လို့မြင်တယ်ဒါပေမဲ့ခုနကပြောလို့ Christian Ronaldo နဲ့ Manchester United အသင်းပြန်တွေ့တယ်ဆိုတဲ့ပုံစံမျိုးတို့အနေနဲ့လှုပ်ချင်တဲ့သဘောမှာရှိအဲ့တော့ United အသင်းကလည်းရှိမှာဒါနဲ့ပတ်သက်ပြီး plan တွေလုပ်နေတယ်ဖြစ်မဖြစ်တော့တစ်ချက်တော့စောင့်ကြည့်ရမှာဒါပေမဲ့ဒါ Saudi မှာ camp ပဲပွဲစဉ်တွေကတော့ဖြစ်မယ်ဘယ်အသင်းနဲ့ camp လဲဆိုတော့ကျွန်တော်လက်ရှိမှာမသိသေးဘူးလို့ပြောလို့ရမယ်တယ်မှာပါအဲ့တော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်အဖြေတစ်ခုခုကိုမကြခင်မှာကျွန်တော်တို့ဒါတခုသိရမယ်လို့မြင်မယ် United အသင်းနဲ့လက်ရှိမှာဒါ physical ကြီးကနောက်ထပ်တစ်ခုမရောက်ခင်မှာဒါကျွန်တော်ငွေတွေကိုအပြီးပြန်ရှာနေတယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်အားလုံးမကြိုးတမှာလည်းကောင်းမွန်တော့နေ့နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်ကိုတော့ကြံပြပါအောင်ကျွန်တော်တို့မြန်မြန်လေးလက်ကလစ်ပေးကြပါ ောင်မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကျွတ်တော့မယ်ကျွန်တော်သွားကုန်ပြပါဗျနောက်မှအစီအစဉ်တွေ့ကြတာပေါ့ဒေးပါဗျ